16နှစ်သားရှိသေးတဲ့တမိငယ်လေးကယောက်ျားယူလာလို့ပြောရွှင်နေရဲ့ smile အလုံးမင်းမင်္ဂလာပါရှင်ချွေမန်လေးကနေကြိုဆိုလိုက်ပါအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့တန်းကျွယ်တတိမကြီး smile ကတော့အသက်16နှစ်အရွယ်ကလေးတတားရှိတဲ့တမိငယ်ကိုချစ်သူနဲ့အိမ်ပေါ်မှာခေါ်တင်ခွင့်ပေးထားလို့လူပြောများနေပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်း smile ကတော့မြန်မာနိုင်ငံမှာမချေမရှာတရုတ်စာဖြစ်ခဲ့ပေမဲ့ခင်မွန်းတဲ့ကိုပြည့်မောင်နဲ့သူမတို့ရဲ့ကြိုးစားအားထုတ်ရုန်းကန်မှုတွေကြောင့်ရော အတိတ်ဘဝကုသိုလ်ကံကြောက်ရောဆယ်သက်စာမကုံစည်းစိမ်ဥစ္စာချမ်းသာတွေနဲ့အတူအမေရိကန်နိုင်ငံမှာတန်းကျွယ်တည်မှကြီးဖြစ်နေရပါ Smile ဟာအခုလိုမျိုးကဘာကျော်အမှုပညာရှင်ထက်တောင်ချမ်းသာကျွယ်ဝတဲ့တန်းကျွယ်တည်မှကြီးအဖြစ်နဲ့အမေရိကန်နိုင်ငံမှာနေထိုင်အပြီးမှာအနောက်တိုင်းစတိုင်ငင်းကျေးမှုနဲ့အတူနေထိုင်နေရဖြစ်ပါတယ်အတူတပြေး Smile ဟာအမေရိကန်လူနေမှုစတိုင်နဲ့အတူချမ်းသာကျွယ်ဝတဲ့စည်းစိမ်ချမ်းသာကျွယ်ဝမှုတွေနဲ့နေထိုင်နေရပါ စမိုင်းရဲ့တမိကြီးအသက်20အရွယ်စုနတီမောင်နဲ့စမိုင်းရဲ့တမိငယ်အသက်16နှစ်အရွယ်စုယတီမောင်တို့ပါအနောက်တိုင်းရင်ကျိမှုနဲ့အတူလွတ်လပ်တဲ့တထေးတမိတွေဖြစ်နေကြတာပါအထူးသဖြင့်စမိုင်းဟာမြမရင်ကျိမှုမရှိတော့ဘဲလွတ်လပ်တဲ့အနောက်တိုင်းမိခင်ပုံစံမျိုးနဲ့တမိတွေကိုအုပ်ချုပ်နေရပါဒါကြောင့်လဲစမိုင်းဟာတမိကြီးစုနတီမောင်ခေါ့ ပေါ်ရှာရဲ့ချစ်သူကိုရီးယားကောင်လေးကိုအိမ်ပေါ်ခေါ်တင်ထားတာဖြစ်ပါတယ်။စမိုင်းရဲ့သမီးကြီးနဲ့ချစ်သူဖြစ်နေတဲ့ကိုရီးယားကောင်လေးဟာလက်မထက်ရသေးပေမဲ့လည်းစမိုင်းတို့အိမ်မှာကြိုက်တယ်လို့ဝင်ထွက်သွားလာခွင့်ရထားတယ်လို့အခမ်းအနားပွဲတွေကိုလည်းအတူတူတက်ရောက်ခွင့်ပြုထားတာပါ။အခုဆိုစမိုင်းရဲ့သမတ်ဖြစ်သူကိုရီးယားကောင်လေးဟာမြန်မာစကားတော်တခွန်းစာနှစ်ခွန်းစာပြောတတ်နေပါပြီ။ဒီအထီးကပြဿနာမဟုတ်သေးပါဘူး။ပြဿနာကစမိုင်းရဲ့သမီးအငယ်ဆုံးဖြစ်တဲ့ အသက်16နှစ်အရွယ်ဆုရတီမောင်ကိုပါချစ်သူနဲ့အိမ်မှာအတူတူစိတ်ကြိုက်နေခွင့်ပေးထားတာပါအခုဆိုရင်တထင်းမကြီး smile ရဲ့သမီးအငယ်ဆုံးကောင်းလေးပါ smile ရဲ့အိမ်ပေါ်မှာအတူတူရောက်နေရဖြစ်ပါဒါကြောင့်လေမြန်မာပြည်သက်တွေကတော့အသက်20အရွယ်တမီးကြီးကိုချစ်သူနဲ့စိတ်ကြိုက်လွတ်လပ်စွာနေခွင့်ပြုထားတဲ့ smile ကိုဘာမှမပြောပေမဲ့16နှစ်အရွယ်တမီးငယ်ကိုပါချစ်သူနဲ့လွတ်လပ်စွာနေခွင့်ပြုထားတဲ့ smile ကိုတော်တော်လေးဝေဖန်နေကြတာပါ စမိုင်းတို့နေထိုင်ရာအနောက်တိုင်းချင်းချင်းမှုတွေနဲ့အမေရိကန်နိုင်ငံမှာ16နှစ်အရွယ်ကိုလူကြီးတယောက်လိုမြင်ကောင်းမြင်နိုင်ပေမဲ့မြန်မာလူမျိုးတွေရဲ့အမြင်မှာတော့အသက်16နှစ်အရွယ်ဆိုတာကပြီးကောင်ပေါအရွယ်ကလေးတသားပါဒီလိုသမီးမင်းကလေးကိုမြန်မာလူမျိုးမိခင်တွေဟာရင်နဲ့မကွာစောက်ရှောက်ကြရပါတယ်ဒါပေမဲ့လည်းစမိုင်းကတော့သမီးငယ်ကိုချစ်သူနဲ့အတူတူလွတ်လပ်စွာနေခွင့်ပြုထားသလို သမီးငယ်ရဲ့ချစ်သူကောင်လေးကိုပါအိမ်ဖို့ခေါ်တင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါက Smile ရဲ့ခံယူချက်လို့ပဲဆိုရမှာပါ။ Smile ကိုယ်တိုင်ဟာလည်းအသက်18နှစ်အရွယ်မှာကလေးကခင်မွန်းတဲ့ကိုပြည့်မောင်နဲ့လက်ထပ်ခဲ့ပြီးမြခိုင်မာတဲ့အင်အားကြီးတစ်ခုကိုတိစောက်နိုင်ခဲ့တယ်လို့ Mount Tatum မဲတရွတ်တက်ညီလက်ညီစူးစမ်းခဲ့လို့ American လိုနိုင်ငံမှာ တန်းကျွယ်တတိပဝါကိုစည်းစိမ်ချမ်းသာအပြင်နဲ့ခံစားဆန်စားနေနိုင်တာပါ။ဒါကြောင့်လဲစမိုင်းဟာတမင်းငယ်လေးနှစ်ယောက်ကိုအချိန်လေးတစ်ခုနဲ့အတူမျက်စိအောက်မှာလွတ်လပ်စွာနေခွေပြုထားတာဖြစ်နိုင်ပါ යි ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစစ်ကြောင်းနဲ့တမင်းငယ်ရဲ့ရည်သားအပါအဝင်တမန်နှစ်ယောက်ကိုအင်ပေါ်ခေါ်တင်ထားတဲ့အမေရိကန်နိုင်ငံကတတိမကြီးစမိုင်းနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။